ဒီနေ့အတွက်အကျင့်ဆိုးတွေကိုဘယ်လိုဖျောက်မလဲဆိုတဲ့အကြောင်းအရာလေးကိုရွေးချယ်ထားပါတယ်။ကျွန်တော်တို့တွေမှာစစ်လေးတောက်တာအရက်တောက်တာဖုံးလွန်ကျုံတုံးတာစတဲ့အကျင့်ဆိုးတွေရှိနေတတ်ပါတယ်။ဒီအကျင့်ဆိုးတွေကိုဖျောက်ဖို့ကြိုးစားပေမဲ့မအောင်မြင်တဲ့အခါကျွန်တော်တို့စိတ်တကြတတ်ကြပါတယ်။ဒီနေ့မှာတော့တိတ်ပန်နီကြနီလတ်တစ်ခုကိုမျှဝေပေးခြင်းပါတယ်။ကျွန်တော်တို့ရဲ့အုံနောက်မှာစုလက်အခြေပြုတင်ယူမှုစနစ်ဆိုတာရှိပါတယ်။ ဒီစနစ်ကကျွန်တော်တို့ကိုပျော်ရွှင်မှုရစေတဲ့အရာတွေကိုထပ်ခါထပ်ခါလုပ်ဖို့တွန်းအားပေးပါတယ်။ဝမ်းနေတဲ့အခါချောကလက်စားရင်တက်တာတယ်လို့မှတ်ထားတယ်။စိတ်လိုက်တော့ရင် စိတ်ဖိစီးမှုတက်တာတယ်လို့မှတ်ထားတယ်။ရှင်တန်ဖို့တင်ယူရမယ့်အစာတက်ကိုဒုက္ခပေးတဲ့အကျင့်တွေအဝါလွန်ခြင်းစိတ်လိုက်တော့ခြင်းတွေဖြစ်လာတယ်။တကယ်တော့ကျွန်တော်တို့ဟာရှင်တန်ဖို့တင်ယူတဲ့အုံနောက်ကို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 ဖြည့်ဆည်းဖို့တုံးနေမိတာပါ။ သုတေသနာများအရာအကျဉ်းဆိုးများကိုအတင်းတွန်းလှန်ခြင်းထက် mindfulness နည်းလမ်းကပိုမိုထိရောက်ကြောင်းတွေ့ရှိရပါတယ်။ဒီနည်းလမ်းတွင်အဓိကအဆင့်၃ဆင့်ပါဝင်ပါတယ်။အဆင့်တစ်တတိထားပါ။အကျဉ်းဆိုးလုပ်မိတိုင်းတတိထားမိအောင်လုပ်ပါ။ငါးခုစစ်လေးတောက်ချင်နေပြီဆိုတာမျိုးပေါ့။အဆင့်နဲ့စူးစမ်းပါ။ဒီလိုလုပ်တာငါ့ကိုတကယ်ပဲပျော်ရွှင်စေသလားလို့မေးခွန်းထုတ်ပါ။ဘာကြောင့်ဒီအပြုအမူကိုလုပ်ချင်ရတာလဲ။ တကယ်ပဲကောင်းရဲ့လားလို့မေးကြည့်ပါအစဉ်သုံးခံစားပါခန္ဓာကိုယ်အတွင်းဖြစ်ပေါ်နေသောတကယ်ခံစားချက်များကိုသတိထားပါဥပမာဆစ်လေးတောက်တဲ့အခါတကယ်တော့အနံ့ကမကောင်းဘူးအရသာကဓာတုဆီးလိုပဲဆိုတာမျိုးပေါ့ညအိယာမဝင်ခင် ဖုန်းသုံးတာအလုပ်လုပ်ရင်ဖုန်းကြည့်တာမိသားစုနဲ့တူရှိနေရင်ဖုန်းနဲ့အချိန်ကုန်တာဒါတွေအားလုံးကဖုန်းဆွဲလက်မှုရဲ့လက္ခဏာတွေပါ အစင့်တတိထားမိပါ ငါအခုဖုန်းကိုအကြောင်းမရှိပဲကင်မိနေပြန်ပြီအစ်စ်နဲ့စူးစမ်းပါငါဘာကြောင့်ဖုန်းကိုဒီလိုတုံးနေရတာလဲပြင်းလို့လားစိတ်ဖိစီးလို့လားအစ်စ်တုံးခံစားပါဖုန်းကြည့်နေစဉ်မျက်လုံးညောင်းတာလဲပင်တင်းနေတာကိုသတိထားမိပါဒီနီးလန်းကအလုတ်ဖြစ်ရတဲ့အကြောင်းရင်းနှစ်အချက်ရှိပါတယ်ကျွန်တော်တို့ကအကျင့်ဆိုးရဲ့အကျိုးဆက်ကို ကိုယ်တိုင်သိမြင်လာပါတယ်အတင်းဖြောက်ဖို့မလိုပဲအလိုလိုစိတ်ပါသွားပါတယ် ကျွန်တော်တို့အနေနဲ့အကျင့်ဆိုးတွေကိုအတင်းတွန်းလှန်ဖို့မလိုပါဘူးသူတို့ကို နားလဲဖို့ပဲကြိုးစားရမှာပါနားလဲသွားတဲ့အခါအလိုလိုပျောက်သွားမှာပါအကျင့်ဆိုးတွေကိုလုံးမိနေတဲ့အချိန်ကိုယ်စိတ်ရောကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်ပျက်နေတာကို သတိထားပြီးစူးစမ်းကြည့်ပါအကျင့်ဆိုးတွေကိုရည်ရွယ်ချက်မရှိလုံးမိနေတယ်ဆိုတာကိုသတိထားမိမဲ့ပြင်အကျင့်ဆိုးတွေရဲ့ဆိုးကျိုးတွေကိုပါသတိထားမိလာပါလိမ့်မယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်